ဂျိုရှွာဘန်ကတော့ဒီဘက်မှာပဲ UFC ရဲ့ Wayne Fighter Bruno Silva နဲ့ထိုးရပါတော့မယ်။ဂျိုရှွာဘန်ကတော့ထိုးပွဲမတိုင်ခင်မှာအနေငယ်ဖြားနေကြောင်းပြည်သက်တွေကိုယဉ်ဖွင့်လာတာဖြစ်တဲ့အတွက်သူ့ရဲ့ပြည်သက်တွေကစိုးရိမ်နေကြပေမဲ့ဂျိုရှွာဘန်ကစိတ်မပူကြဘူးနဲ့တမန်အီမီအဖျားလေးသာဖြစ်ကြောင်းကိုဂျိုရှွာဘန်ကပြောသွားခြင်းဟာဖြစ်ပါရီ။ဂျိုရှွာဘန်ဟာ UFC မှာအလားအလာအကောင်းဆုံး flyweight တန်းကလူငယ် fighter ဖြစ်အသင်းစားခံထားရပါရီ။လက်ရှိမှာတော့ ranking စလီမှာ နေရာယူထားတဲ့သူဖြစ်ပါတယ် UFC ကဖြောပြမှုဆန်တဲ့ကစားပုံနဲ့ Joshua Ban ကို သူ့လိုပဲဖြောပြမှုဆန်ဆန်ထူးတတ်တဲ့ Brazil fighter ဖြစ်တဲ့ Bruno Silva နဲ့ပွဲသေးပေးထားတာဖြစ်ပါတယ်။ဒါပြင် Bruno Silva ဟာအဆင့်7နေရာမှာရပ်တည်ထားတဲ့အသက်39နှစ်အရွယ် Wayne fighter တယောက်ဖြစ်တာမဟုတ် Joshua Ban ကဒီ fighter ကြီးကိုဖျက်ချော်နိုင်ခဲ့ပြီဆိုရင်တော့ ranking အဆင့်မြင့်သက်သွားပွဲရှိပြီးတော့ champion စိန်ခေါ်ကွယ်လမ်းကြောင်းနဲ့ပုံပုံပြီးတော့ဤဆက်သွားဖို့ကတော့ရှိပါတယ် အရင်ပွဲတွေကဂျက်ရှွာဘာဟာအရက်ကိုကျွန်တော်တို့ဒက်မစ်ဖိုင်တာတွေကိုအသာပေးပြီးတော့ကစားရတယ်ဗျာဆိုတော့ဒီပွဲမှာတော့ခဏကိုလေးတူတဲ့အချက်မောင်းလေးတူတဲ့ဘူနိုဆေးဗာနဲ့ကစားရတော့မှဖြစ်တဲ့အတွက်ဂျက်ရှွာဘာအတွက်စိတ်ကြိုက်ပါပြီဂျက်ရှွာဘာကတော့သူဒီဂျူလာတဲမှာထိုးပွဲမထိုးရခင်မှာသူ့ဘဝမှာအကောင်းဆုံးရဖြစ်သွားခဲ့တယ်လို့မနေ့ကအင်တာဗျူးမှာဆိုထားပြီးဖြစ်ပါတယ်အဲ့ဒါကတော့အောင်လာအန်ဆန်နဲ့တွေ့ရတာပါပဲနော်အောင်လအဆန်းလောက်နှိမ့်ချတဲ့သူသူ့အနေနဲ့မတွေ့ဘူးတဲ့ဗျအောင်လအဆန်းစီကပညာရည်နဲ့အများကြီးရလိုက်တယ် ဒီနေ့ကျွန်တော်နေကားတဲ့ online answer နဲ့ကျွန်တော်နေက Instagram မှာရင်းနှီးနေတာကြားပါပြီစကားလေးအများံပြောဖြစ်ပါရိအခုအပြင်မှာတွေ့ရတဲ့ခါကျတော့ online answer ကဘယ်လောက်လူကောင်ကြီးမဲ့လို့လုံးဝကိုချိန်မမထားပါဘူးတဲ့ဗျာဒီတဲ့ခါကျတော့သူ့လို့နော် online answer လို့အရာရာကိုအောင်းနိုင်ပြီးခဲ့တဲ့သူအနေနဲ့သူ့ကိုပေါ်ပေါ်ရွေရွေအခုလိုမျိုးနှိမ့်ချပြီးဆက်ဆံနေတတ်တာကသူ့အတွက်အတူ easy ဖြစ်ခဲ့တယ်ဆိုပြီးတော့ Joshua ဘန်က online answer ကိုအကြည့်ကျူးသွားခဲ့တာပဲဖြစ်ပါရိ Joshua ဘန်ကတော့ Bruno Silva ကိုအနိုင်ထိုးပြပြီးတော့ ကပ္ပတန်တွေကဖိုက်တာတွေကို စင်ခေါ်ထိုးပြမယ်လို့ကြုံဝါထားရပေဖြစ်ပါရည်နော်ဂျိုရှွာပါဖြားနေတာဝဆူရွာပင်နဲ့အမြန်ဆုံးတက်တာပြီးတော့ခွန်အားပြင်းနဲ့ပြည်သက်တွေအတွက်ပြန်လာပေးပါနော်